မိဘဘသူများရှင်ကျွန်မခုဆွေးနွေးသုံးသပ်ပေးမယ့်သတင်းလေးကတော့မိဘဘသူများအားလုံးအတွက်နည်းနည်းခေါင်းစဉ်လေးကတော့ကြီးမားမယ်လို့ထင်ပါရှင့်စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့လဲဆွေးနွေးခြင်းနဲ့စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ဗောနောအဲ့လိုအပြိုင်ဆိုင်လေးဖြစ်ကြတဲ့ကိစ္စလေးဝါရှင်တန်လေးကိုကျွန်မပြောပြချင်ပါတယ်အရင်ဆုံးမိုင်းကင်မှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လေးတခုကျွန်တော်ပြောပြပေးပါမယ်ရှင့်ဒီမိုင်းကင်မှာဆိုရင် SSPB တပ်ကနေပြီးတော့စစ်သားစစ်သားဗောနောတပ်သားတက်တယ်လာဆိုရင်ထွက်ပြေးသွားခဲ့လို့သိရပါရှင့် ထွက်ပြေးသွားတာကလွန်ခဲ့တဲ့နှစ်ပတ်လောက်ကထွက်ပြေးသွားခဲ့တယ်လို့သိရတယ်။အဲ့လိုထွက်သွားထွက်ပြေးသွားပြီးရဲ့နောက်မှာဆိုရင်အဲပန်မွန်ရွာလေးကအသက်မပြည့်သေးတဲ့မျိုးသမီးငယ်နှစ်ဦးကို SSPB တပ်ကနေပြီးတော့ဖမ်းဆီးသွားခဲ့တယ်ဆိုပြီးဒေသခံတွေကပြောကြားထားတာလူမှုကွန်ရက်ပေါ်မှာတွေ့ရပါတယ်ရှင့်။ဒီပြီးခဲ့တဲ့မေလ16ရက်နေ့ကတဲ့နက်9နိုင်ဝင်းကျင်မှာပေါ့နော်ဖမ်းသွားခဲ့တာအဖမ်းခံတဲ့လူမျိုးလေးကအသက်17နှစ်အရွယ်လွေအေးထွေးနဲ့အသက်23နှစ်အရွယ်လွေအေးအောင်ပလောင်လူမျိုးတွေဖြစ်တယ်ဆိုပြီးသိရပါရဲ့ရှင့် ဒီမျိုးသမီးလေးတွေကို SFP ကဖမ်းသွားပြီးရဲ့ခါမှာဆိုရင်သူတို့ရဲ့တက်စခန်းဖြစ်တဲ့လွယ်ခူးရွာမှာရှိတဲ့စခန်းမှာမျိုးသမီးလေးတွေကိုထိန်းသိမ်းထားခဲ့ပါရှင်။လူထိန်းသိမ်းထားတဲ့ရွာလူတွေနဲ့ဒီကလေးရဲ့မိဘတွေကသွားတောင်းနေပေါ့နော်။ကလေးတွေပြန်ပေးပါ။ဘာကြောင့်ဖမ်းတာလဲဆိုတဲ့ခါကျတော့သူတို့ကိုဒီ SFP ကတာဝန်ရှိတဲ့သူကပြောလိုက်ပါတယ်တဲ့။သူတို့တက်အတွက်ကို စစ်သားအသစ်ကိုခေါ်လာပေးနိုင်မယ်ဆိုရင်ဒီ main လေးတွေပြန်တုတ်မယ်ဆိုတဲ့ပုံစံပြောဆိုလိုက်ပါတယ်တဲ့အဓိကတော့ပြန်ပေးဆွဲသွားတဲ့ပုံစံဖြစ်နေတာပေါ့နော်ပြန်ပေးဆွဲပြီးလူတောင်းတဲ့ပုံစံဖြစ်နေတာပေါ့သူတို့ကကြတော့ပြန်ပေးဆွဲပြီးတော့မွေတောင်းတာမဟုတ်ဘူးလူတောင်းတာဖြစ်သွားပြီပေါ့နော်အဲ့လိုဖြစ်သွားတာရှင့်ဒီတော့ဒီရွာမှာရှိရတဲ့သူတွေကရွာအောင်ပြန်လာပြီးခါမှာအချင်းချင်းတိုင်မင်းရတယ်တိုင်မင်းပြည့်ခါမှာသူတို့အတွက်လိုအပ်တဲ့စက်သားကိုဝယ်ရမယ်ဆိုပြီးတော့သူတို့ပတ်စံစုကြတယ်တဲ့ စစ်သားဝယ်ဖို့ကလည်းစစ်သားလူငါးပေါ့ရှင်လူငါးဖို့ကလည်း390ကြာမှာဖြစ်တဲ့အတွက်ရွာလူပတ်စံစုရမယ်ပေါ့နော်ဒါပေမဲ့လောဆယ်တို့ရွာမှာလည်းစိုက်စိုးစားဖို့စီးပွားရေးအသိအစင်ပြေတဲ့အတွက်ဒီပတ်စံပြေးပါမလားဆိုတာလည်းစိုးရင်လည်းပေါ့နော်ပတ်စံပြေးပြီးတော့လူငါးနိုင်ပြီးတော့ဒီ SFPP စစ်သားအနေနဲ့ဒီအဖွဲ့လေးကိုသွားထားနိုင်မှာဒီကလေးမလေးပြန်လို့မှာဖြစ်တဲ့အတွက်တရားလုံးကစိတ်ပူနေကြပါရဲ့ရှင့် နောက်ဆုံးတော့ဒီစိတ်ပူမှုကဆိုရင်လူမှုပွဲပွဲပေါ်ရောက်လာတယ်မီဒီယာတွေပေါ်ရောက်လာပါရှင့်ဒါကြောင့်ကျွန်မတို့လည်းသိရှိခဲ့ရတာဖြစ်ပါတယ်ကျွန်မတို့တွေနောက်ထပ်သိရှိရတာကဒီလုံဆန်ပေါ့နော်နောင်တော့ကုန်းပေါင်းလွဲရွဲမောက်လျံနောင်ဆန်ခုတုံတော့ပန်ကေတုဟန်ငိုင်းဟိုခဲစားရရွာတွေမှာဆိုရင်လည်းပြီးခဲ့တဲ့နှစ်တွေကလည်းအဆက်ပြေပြေနေပြီးတော့တရွာတယောက်ကြပါဘောနော်သူတို့တက်ခွဲမှာတာဝန်ထမ်းဆောင်မယ်ဆိုပြီးပြောထားတယ်ဒါကြောင့်သူတို့တာဝန်ထမ်းဆောင်ရတယ်ဒါပေမဲ့အခုဒီနေ့တည်းဇန်နဝါရီလကစပြီးတော့သူက အဆက်ပြပြတက်ကတအိမ်ကိုတရောင်လုံးတာဝန်ထမ်းဆောင်အောင်မယ်ဆိုပြီးပြောင်းပြီးပြောတယ်ပေါ့နော်ဒီတော့တရွာကိုဆိုရင်လူပေါင်းမြောင်များစွာတာဝန်ထမ်းဆောင်အောင်မှဖြစ်တဲ့အတွက်သူတို့ခက်ခဲမှုဖြစ်နေရဲ့ရှင်။ကျမဒီဟာလေးဖတ်လိုက်တဲ့အချိန်မှာစစ်သားစုဆောင်တာပေါ့ရှင်။စစ်သားစုဆောင်တာကိုမြမတက်မော်နဲ့အပြတ်မြမနိုင်ငံလက်နက်ကန်ဖွဲ့စည်းအားလုံးလုပ်နေကြရဲ့ရှင်။ကျမအနေနဲ့ကဟုတ်ပြီကိုယ့်ရဲ့တက်တွေအတွက်ကိုစစ်သားတွေစုဆောင်ကြရဲပေါ့နော်။ဒါမြမတက်မော်ကလည်းတက်မတော်သားအစ်စ်တွေစုဆောင်နေရပဲ။ဘာကြောင့်လဲဆိုတော့နိုင်ငံတစ်ခုရဲ့ လုံခြုံရေးတာဝန်ကိုနိုင်ငံသားတိုင်းတာဝန်ရှိရတဲ့အတွက်မြန်မာတပ်မတော်ဥပဒေနဲ့ညီလောက်ရတယ်ပေါ့နော်။ဒါကိုလိုက်ပြန်ပြီးတော့လက်နက်ကင်တွေကလည်းလူသစ်တွေစုဆောင်းနေတယ်။အစပ်ပြီးပြီလို့ပါလို့ဆိုတော့တိုက်ပွဲဖြစ်တဲ့အဖွဲ့တွေမှာမပါအောင်လေ။ဒါပေမဲ့စစ်သားတွေကိုအလောက်ထိအောင်စုဆောင်းနေတာဘာကြောင့်လဲ။ပေါ့နော်ဒါကမေးခွန်းတစ်ခုပါ။နော်ဒါမေးခွန်းတစ်ခု။နောက်တစ်ခုကကြတော့တပ်မတော်ကစစ်သားစုဆောင်းနေ။ငါတို့မှာစုဆောင်းခွင့်မရှိဘူးလားဆိုတော့မေးခွန်းကိုကျွန်မဖြေရမယ်ဆိုရင်တော့မြန်မာတပ်မတော်ကတနင်္ဂနွေလုံးကိုစားပြုထားတယ်တပ်မတော်လေ။ မြမတံတော်ထဲမှာတိုင်းရင်းသားပေါင်းစုံပါဝင်တယ်လေလက်နက်ကင်ဖွဲ့စည်းတဲ့တံတော်ထဲမှာတိုင်းရင်းသားပေါင်းစုံပါလားရှင့်ပြီးတော့အဲ့ဒီလက်နက်ကင်ဖွဲ့စည်းတွေဟာမြမနိုင်ငံတခုလို့ကိုစားပြုထားတာလားကိုယ့်ရဲ့တက်ဆိုင်ရာတက်ဆိုင်ရာတိုင်းရင်းသားတွေကိုပဲကိုစားပြုပြီးတော့ထောင်ထားကြတာလားရှင့်တို့ရဲ့လက်နက်ကင်တွေရည်ရွယ်ချက်မှာကငါတို့ရှမ်းလူမျိုးအတွက်ဒီအဖွဲ့ဆိုပြီးထောင်ထားတာပြည်တော်စုခုလုံးအတွက်ဆိုပြီးထောင်ထားတာမဟုတ်ဘူးရှင့်ပြည်တော်စုလောက်လည်းတို့မလုပ်ဘူးကချင်လည်းဒီလိုပဲငါတို့ကချင်လူမျိုးအတွက်ဆိုပြီး KIA ကိုထောင်ခဲ့တာ ပြည်တော်စုအတွက်ထောင်ခဲ့တာမဟုတ်ဘူး။အေအေနဲ့ထုံကြီး၎င်းမဲ့ရခိုင်အတွက်ဆိုပြီးထောင်ထားခဲ့တာရှင့်။စစ်သားစုဆောင်တဲ့အချိန်ကြတော့မှပြည်တော်စုတစ်ခုလုံးမှရှိရလို့အားလုံးစုဆောင်နေဆိုတော့သူတို့ထောင်ထားခဲ့ရည်ရွယ်ချက်နဲ့သူတို့စစ်သားစုဆောင်မှုမူနဲ့ကိုက်ပါသလားရှင့်။မြမတံတော်ကကိုက်တယ်။ပြည်တော်စုတစ်ခုလုံးစားအတွက်သူဖွဲ့စည်းထားရလေဒီတော့ပြည်တော်စုခေါ်လုံမှာရှိရသူတွေအားလုံးနိုင်ငံသားတွေအားလုံးမြန်မာတပ်မတော်တွေဝင်ပြီးတော့တိုင်းငတ်တောင်ဝန်ထမ်းဆောင်မှုအတွက်ကသူ့ရဲ့မူဝါဒနဲ့သူ့တီထောင်သားတွေရွှေရဲချက်နဲ့သူ့ရဲ့လုပ်ပုံကံမှုနဲ့သူ့တမိုင်းချောင်းနဲ့ကိုက်တဲ့ရှင့် အဲ့တော့ light နိုင်ရှင်ပြီးတော့တမလို့ကလည်းစက်သားစုဆောင်တာပဲငါတို့ကလည်းစုဆောင်ရမယ်ဆိုပြီးတော့မဟုတ်ချင်းလိုက်တိုင်းနေတာဘာသဘောလဲရှင်လိုက်ရှင်နေတာဘာသဘောလဲဒီလိုသာရှင်ကျေးဆိုရင်မြမတက်မလို့အခုတနိုင်ငံလုံးစာလုံခြုံရေးလုပ်နေရတာအဆက်ပေပြီးဖွဲ့လို့ပါတော့တနိုင်ငံလုံးစာလုံခြုံရေးလာလုပ်ပေးမလားရှင်မြမတက်မလို့သားတွေဂိတ်တွေမှာလိုက်ပြီးတာဝန်ထမ်းဆောင်နေရတာအဆက်ပေပြီးကခွဲဝေပြီးတော့တာဝန်ထမ်းဆောင်ပေးမလားရှင်ကျွန်မဒါလေးပဲမေးခွန်းထုတ်လိုက်ချင်ပါတယ်နော်လိုက်ရှင်နေလို့ပြောပြတာပါတာဝန်ကြီးကြီးယူထားတဲ့အတွက် စစ်သားစုဆောင်တဲ့ကိစ္စကိုလုပ်နေရဲမြမတက်မလို့လိုက်ရှင်ပြီးငါတို့ကလည်းစုဆောင်မယ်မင်းတော်စုဆောင်သေးရလဲဆိုတော့ယူထားတဲ့တာဝန်ချင်းတူလို့လားဟွပြောပါအောင်ရှက်ဒါလေးတော့ကျမမေးခွန်းထုတ်ချင်တာပါနော်လက်လက်ကင်ကြီးရဲ့ဇတွေကအဲ့လိုရှိရတဲ့ကျမပြောပြတာတက်မလို့လိုက်ရှင်နေတာတွေကတော်တော်ဆိုးပါရဲ့ရှက်တက်မလို့ကတက်မလို့သားတဲ့စုဆောင်တဲ့ကိစ္စမှာသူလည်းသူ့စီမီစီကန်းနဲ့သူစုဆောင်ရတာပဲပြီးတော့တက်မလို့ကတက်မလို့သားတဲ့စုဆောင်တဲ့ခါမှာကြီးရွာတွေရမှာတယောက်လောက်ပဲသူခေါ်ခေါ်တာရှင်အဲ့ဒါမှမလုပ်ချင်လို့ဆိုပြီးတော့ တက်တာဖြစ်ကြပတ်စံလေးပေးကြပြီဒီမှာရှင်းရတဲ့အထုပ်ကြီးကလည်းနဲတာကြီးမဟုတ်ဘူးအခု SSPB ကတရွာတယောက်ခေါ်ရနေတိမ်တယောက်ပုံစံမျိုးဆိုတော့တက်လွန်နဲ့လိုက်ရှင်နေရလားတက်လွန်နဲ့ရှင်နေဆိုတော့မှတက်လွန်ကတရွာတယောက်လုံးပဲခေါ်တာလေဘာလို့တိမ်တယောက်ခေါ်တာလဲမင်းမဆိုမေးခွန်းနေရအများကြီးပဲရှင်ဖြစ်တတ်ဖို့ပဲလိုတယ်တက်လွန်လိုက်ပြီးမခုံချင်းရှင်နေရအဖွဲရှိနေလို့ဆိုတော့ပြောပြပါမြန်မာနိုင်ငံမှာတာဝန်ယူမှုတာဝန်ခံမှုကိုတက်မလို့ကအများဆုံးလုပ်ရတယ်။ဒါကြောင့်လုံပိုင်ကွယ်သူ့မှာတာနေတာကိုမနာလိုမဖြစ်နဲ့ရှင်။ တက်မတော်လိုလုံပိုင်ခွင့်ရကျင်တယ်ဆိုတက်မတော်လိုမျိုးကွက်ပြစ်နေပြီးတော့ပြည်သူရဲ့လုံခြုံရေးကိုဆောက်ရှောက်လိုက်တယ်။ကိုယ်နယ်မြေမှာကိုနေပြီးကိုယ့်ရဲ့လူမျိုးတွေရဲ့လုံခြုံရေးတော့မဆောက်ရှောက်နိုင်တဲ့သူတွေကပြည်တော်စုတုံ့ပြန်လုပ်ဝဲလုံခြုံရေးကိုဆောက်ရှောက်နေတဲ့တက်မတော်ပခုံးချင်းရှင်တာကတင့်တော်ပါရဲ့လားရှင့်။ပြီးတော့နေဒီမှာဆိုရင် လူတွေကဒီလိုလက်နက်ကန်ဖွဲ့စည်းနေတယ်မဝင်ကျင်ဘူးရှင့်။ဒီလားသူတို့မှာပြည်တော်စုမှာနေထိုင်တဲ့သူဖြစ်တဲ့အတွက်အချိန်တန်လို့ရှင် ပြည်တော်စုတာဝန်နိုင်ငံသားတာဝန်ထမ်းဆောင်ဖို့စစ်မှုထမ်းရမယ်မြန်မာတပ်မတော်မှာစစ်မှုထမ်းဖို့အတွက်လည်းတာဝန်တစ်ခုရှိပြီးသား အဲ့ဒါကိုပူအောင်လို့ဆိုပြီးအဆက်ပြပြရခေါ်ထဲတာလက်နက်ကင်ဖွဲ့စည်းရခေါ်ထဲတာသူတို့မကြိုက်ဘူးရှင်သူတို့အတွက်ကဒုက္ခနှစ်ခုဖြစ်စေတယ်အချိန်တန်ရင်လက်တာနိုင်ငံတော်အတွက်စစ်မှုထမ်းရမှာပဲဒါရှောင်လို့ရတဲ့ကိစ္စမဟုတ်ဘူးဟုတ်တယ်နော်နိုင်ငံတော်အချိန်လေးရဥပဒေအတည်ပြုပြီးဖြစ်တဲ့အတွက်သူများနိုင်ငံမှာလည်းနိုင်ငံတော်တက်တာဝန်ထမ်းဆောင်ရတာပဲစစ်မှုထမ်းနေတယ်သူတို့ရှောင်လို့ရတဲ့ကိစ္စမဟုတ်ဘူးဒါမဲ့သူတို့အလဲမကြနေခင်မှာတော့သူတို့အေးအေးဆေးနေနေရှင်ရှိကလက်နက်ကင်ဖွဲ့တွေဝင်ပြီးတော့သူတို့စစ်တိုက်ချင်နေတာမဟုတ်ဘူးရှင် ဒါလေးကိုတော့နားလည်ဖို့လိုပါတယ်ဒီလိုအဖွဲ့အစည်းရဲ့အနေနဲ့ကရွာသူရွာသားတွေကိုနိုင်ကျင့်တာတွေစင်ကျင်မှုလိုပါအချက်ကျွန်မနိုင်ငံမှာကတာဝန်တွေကိုသာမရှိကျင်တာအကျိုးမြတ်ကြလို့ရှင်တော့ဖုံးကျင်လိုက်ရှင်တတ်တယ်ရှင်တချို့နေရာတွေမှာရှိတတ်တယ်ကျွန်မအဲ့လိုလူတွေအများကြီးမြင်တယ်မြင်တယ်တာဝန်သာမရှိတာနော်တာဝန်ဆိုရင်မသိကြအောင်စောင်းနေဘာလို့ဆိုတာဝန်ယူလိုက်လို့ရှင်အဲ့ဒီတာဝန်ကနေဖြစ်သွားတဲ့စိုးကြိုးတွေခံစားမှာကြောက်တယ်အဲအဲ့ဒီတာဝန်ပြီးပြောက်ပြီးပြတ်သွားလို့အကျိုးမြတ်တွေတခုခုများ ဒီလူကခံစားသွားရဲဆိုဒီလူပေါ်မှာမနာလိုမှုတွေတိုက်ခိုက်မှုတွေဒီအကျိုးမြတ်ကငါရတဲ့ငါဆိုတဲ့စိတ်ထားယုံညံ့မှုတွေနဲ့ထိုးခြားတိုက်ခိုက်နေတဲ့လောကကြီးဖြစ်နေတဲ့ကျမနိုင်ငံလေးဘာလို့အလောက်ထိအောင်စိတ်ဓာတ်တွေဆိုးဝါးသွားရဲဆိုတာကျမစဉ်းစားလို့မရအောင်ချက်မွေးရပါဗီဇတွေကဆိုးဝါးတာလားခစ်ကာလာရပြောင်းလဲသွားတာလားဆိုတာကိုကိုကိုပဲသိမှာပဲရှင့်မိတို့ပင်ပြောင်းလဲသွားစေကောင်မူဒီဗီဇကကိုယ့်ခန္ဓာကိုယ်မှာရှင့်ကောင်းတဲ့ကိစ္စမဟုတ်ဘူးနော် ခန္ဓာကိုယ်မှာမကောင်းဆိုးဝါးမွေးထားလို့ရှင်အဲ့မကောင်းဆိုးဝါးတနေ့ကျရင်ကိုယ့်ကိုဝါးမြို့မှာဒါကြောင့်ဒီမကောင်းဆိုးဝါးပတ်နာအောင်ကြိုးစားပါတခုခုဆိုတာဝင်ခြင်းပခုံးခြင်းရှင်ပါလုံးပိုင်ခွင့်တွေကိုပခုံးခြင်းရှင်ပြီးမလုပါနဲ့လို့ပဲကျမတို့ကပြောချင်ပါရှင်ကျမရှင်နေ့တဲ့တင်းသုံးသက်ချက်လေးကိုဒီလောက်နေနေပဲရှင်းသားပြစီရှင်ကျမတို့ပြောသွားလေးဟာဆိုရင်မိဘပြည်သူများစမ်းစမ်းသုံးသက်ချက်အများကြီးပါမယ်လို့ထင်ပါတယ်ကျမတို့ကြုံတွေ့နေရတဲ့အရာတွေဟာဘာကြောင့်ဖြစ်တာလဲဆိုကျမတို့ဘဝတက်ချက်လုံးနေထိုင်ခဲ့တဲ့အတွေးခေါ်တွေမှားခဲ့တဲ့အတွက်ဖြစ်တာရှင့် ဒါကြောင့်ကျမတို့အတွေးခေါ်တွေမှန်ပြန်ပြန်မှရှာမယ်။ကျမတို့ခင်မှာပြင်နိုင်ခဲ့တယ်ဆိုရင် ကျမတို့နောင်လာနောင်သားတွေကိုကအေးချမ်းမယ်ရှင်။ကျမတို့ခင်မှာအတွေးခေါ်တွေမပြင်နိုင်ဘူးဆိုရင်ကျမတို့နောင်လာနောင်သားတွေကိုကမအေးချမ်းအောင်ရှင်။အဲ့ဒီနှစ်ခုကဓာတ်ရိုက်အချိုးကျနေတဲ့အတွက်ကျမတို့အားလုံးအတွေးခေါ်တွေပြင်ဖို့ကြိုးစားမယ်။အတွေးခေါ်ပြင်နိုင်မယ့်နေရာမှာကျမတို့လုံလောက်ဆိုင်ကြမယ်လို့သာကျမပြောပြချင်ပါတယ်ရှင်။ကျမဇင်းသုံးသက်ချက်လေးကိုအမြဲတမ်းပဲစိတ်ရှိစွာနဲ့တိရှိအောင်အပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းသာကိုကြမှာကြပါစေ။ ကျမတို့ကောင်းမွန်တဲ့နိုင်ငံတော်တစ်စီကိုအားလုံးပဲရရှိနိုင်ပါစေလို့ကျမတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။